လူဤနဲ့ပဲရတာချင်တဲ့ပုံအရသာကတော့ရှယ်ပဲဗျကိုယ့်လက်ရကိုယ်မပြောရမှာဘူးเนาะရတာတော့တကယ်ရှယ်ပါဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါသောတာ Let's go လို့ရတယ်ပြန်လေးကြိုဆိုပါရပြခုတစ်ခါကျွန်တော်တင်ဆက်ပေးသွားမယ့်ညာလေးကတော့ဘဲသားချင်းစပ်ပေါင်းလေးကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အခုဘဲသားချင်းစပ်ပေါင်းကိုဘယ်လိုပေါင်းလဲဆိုတာကိုတူတူသတ်ကြည့်အောင်ဗျာ Let's go ဟုတ်ကဲ့ဒါကတော့ကျွန်တော်ဘဲပေါင်းချင်းဆက်သေးမှာထည့်မဲ့ဟာလေးတွေဖြစ်ပါတယ်။အမဲလေးတွေကိုပြထားဖြစ်ပါတယ်။တက်သွင်းယူပါတယ်၊ဂျင်းပါတယ်၊မြေပြီးသိမ်းပါတယ်။ကျွန်တော်နပိပေါ့နော်။မြေနပိသိမ်းငင်းနပိပါတယ်၊နာမည်ပါတယ်။ဒါကတော့မယံပြားကိုယူနိစင်ထားဖြစ်ပါတယ်။မယံပြားနဲ့ချင်းဆက်ချက်ပါမယ်။ဘာတော့အသားမုတ်စားဖြစ်ပါတယ်။ကျွန်တော်တို့ချုံမုံမတော့ပါဘူး။အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကပါလို့ဆိုရင်ဂျင်းကျက်သွင်းယူငေုံသိသိမ်းနဲ့ငပိတွေကိုအရင်ဆုံးရောထောင်းလိုက်ပါမယ်ဗျာ။ဒါကတော့အကုန်လုံးဘဲပေါင်းချင်းဆက်တဲ့ကိုထည့်မဲ့အရာလေးတွေဖြစ်ပါတယ်။ ဒါကျစ်တော်ကြီးတစ်လုံးပါမယ်နည်းနည်းမပါနဲ့ပေါ့နော်ဒါကတော့ဟိုဘဲပေါင်းချင်တဲ့ကိုအထင်မရဘူးဖြစ်ပါရဲ့ဆိုတော့ဘဲကိုဒီမျိုးလေးရေးတင်အောင်ဒေတာကိုရေးချောင်းဖေးလိုက်မယ်ဒေတာလေးတွေကိုရေးချောင်းဖေးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘဲပေါင်းတာကိုစတင်ပြီးတော့လုပ်ပါမယ်ဗျာဒေတာကိုကျွန်တော်တို့ခုလိုမျိုးလေးရေးတန့်စင်အောင်စီပီဇလုံးကဲကိုထည့်ထားပါမယ်ဗျာ ဒါကိုကျွန်တော်တို့ရေတန့်စီအောင်စီးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့စောစောပြထားတဲ့ချင်းချက်တောင်ဖြူငရုတ်သီးစိမ်ငပိထောင်းထားတဲ့ຢာတွေကိုကျွန်တော်တို့ထည့်လိုက်မယ်ဗျာအဲဒီကိုချင်းချက်တောင်ဖြူငရုတ်သီးစိမ်ငပိထောင်းထားတာထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ပါမုတ်ထည့်နေရပါမုတ်ထည့်မယ်ကျွန်တော်ကတော့အချုံမမသုံးတာဖြစ်တဲ့အတွက်စားမုံကိုပဲသုံးပါတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့စားထည့်မယ်ဗျာ ဒါခုလိုမျိုးထည့်ပြီးဆိုရင်တော့ကျွန်တော်တို့အဲ့ဒါတွေကိုသမတ်အောင်ဖြူလိုက်မယ်နော်။ရတာလေးတွေကျွန်တော်တို့ဒေသလေးကိုပြင်တော့။ Hello နေပြီးသားဘဲသားသမတ်အောင်ဖြူပြီးသားဘဲသားလေးတွေကိုကျွန်တော်တို့အိုးထဲကိုစီပြီးတော့ထည့်လိုက်မယ်နော်။ခုလိုမျိုးကျွန်တော်တို့ဘဲသားလေးတွေကိုစီပြီးတော့ထည့်လိုက်ပါမယ်။အဲ့တော့ဘဲသားလေးတွေကိုပေါင်းအိုးတွေကိုစီးပြီးထည့်ပြီးတော့ဖြစ်ပါတယ်ခုလိုမျိုးစီးထည့်ပြီးဆိုရင်တော့ကျွန်တော်တို့အဲ့ဒီထဲမှာစက်တုံလေးပေါ့နော် က်တုံလီဘာဘာလီထဲတာလေးနေလီထားလေးကိုဖြည့်လိုက်တာကျွန်တော်ဒီဘာဘာလီလီထဲတာလေးထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်နန်းနမယ်အမြစ်ပေါ့နော်နန်းနမယ်ကိုကျွန်တော်အမြစ်ကိုရေးပြအောင်ဆေးပြီးတော့မှအဲ့ဒါလေးလည်းထည့်လိုက်မယ်ပြီးတော့မှကျွန်တော်နန်းနမယ်ပေါ့နော်နန်းနမယ်လေးတွေကိုခါးကနေပိုင်းပြီးတော့မှကျွန်တော်တို့ပုတ်လိုက်မယ် ။အဲ့ပြီးရင်ကျွန်တော်တို့ဒါမယမ်းပေါ့နော်။မယမ်းပြားပေါ့။မယမ်းပြားကိုကျွန်တော်ရေစင်ထားတဲ့ဟာပေါ့။မယမ်းပြားရေစင်ထားတဲ့ဟာကိုကျွန်တော်တို့တောင်းထည့်လိုက်မယ်။မယမ်းသီးလေးကိုတော့ကျွန်တော်တို့နည်းနည်းလေးရေနဲ့နူးတော့ပေါ့နော်။မယမ်းသီးကြောက်ဆိုတော့မယမ်းသီးကြောက်ဆိုတော့ကျွန်တော်ရေနဲ့နူးတော့ကြာကြာစင်ထားပါတယ်။အဲ့ပြီးသွားရင်တော့ကျွန်တော်တို့ဆိုတော့မျိုးစုံထောင်းထားတဲ့မျိုးစုံကျင်းတဲ့ရေတွေကိုပုံထည့်လိုက်မယ်။ကျွန်တော်တို့ကဒါလေးတွေတော့ရှင်းသက်ရေရေတောင်လေးဖြစ်တဲ့အတွက်အရေကိုငညာထည့်ပါတယ်လို့ရ။ဒါဆိုရင်ဒါအရေမြုပ်ပါပြီပေါ့နော်။ အဲ့လိုမျိုးဒီလင်းမြုပ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါင်းအုပ်ကိုပိတ်ပြီးတော့မှ15မိနစ်မိနစ်20လောက်ပေါ့နော်5မိနစ်မိနစ်20လောက်ကျွန်တော်တို့ဘဲသားမျိုးတွေဒီပေါင်းလိုက်ပါမယ်ဗျာပေါင်းအုပ်ရဲ့မှာအလုံးစီထည့်ပြီးတော့ရေလေးမြုပ်အောင်ထည့်ပြီးတော့ရှိရင်ကျွန်တော်တို့ဘဲသားချင်းဆက်ကိုစတင်ပြီးတော့ပေါင်းပါတော့မယ်ပေါင်းအောင်နဲ့လောအောင်ပိတ်ပြီးတော့မှကျွန်တော်တို့ပေါင်းပါမယ်ဒီလိုမျိုးရှူ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 းအိုးမရှိတဲ့သူများလည်းကျွန်တော်တို့ထမင်းပေါင်းနဲ့လည်းပေါင်းလို့ရပါလိမ့်ရဒါအခုဆိုရင်ကျွန်တော်တို့မီးဖွင့်ပြီးတော့စပေါင်းပါမယ်မီးကိုကျွန်တော်တို့အနေတော်လေးဖွင့်ပြီးတော့ ျွန်တော်တို့စာပေါင်းပါကြီးက15မိနစ်မိနစ်20လောက်ကျွန်တော်တို့ပေါင်းပါမယ်အဲအခုဆိုရင်ဒါ data center ပေါင်းထားတဲ့ပုံတွေရပါပြီပြီးပေးလိုက်ပါမယ်အခုဆိုရင် data center ပေါင်းနေရပါဗျာကျက်ပါပါဘယ်လိုမျိုးလို့ပါနော်အင်း data center ပေါင်းလေးရပါပြီ ဟုတ်ကဲ့စတော့ကကျွန်တော်ချက်ပြမယ်ဆိုရဲဘဲသားချင်တဲ့ပေါင်းလေးရတော့ပါကြီးလားဟာကျွန်တော်ချက်ထားတဲ့ဘဲသားချင်တဲ့ပေါင်းလေးဖြစ်ပါလေလူအီနာဘဲသားချင်တဲ့ပေါင်းရတာတော့ရှယ်ပဲဗျကိုယ့်လက်ရာကိုမပြောရမှာမဟုတ်နော်ရတာတော့တကယ်ရှယ်ပါရတာလည်းတော်ပဲရတာတော်ရဲရဲတယ်ကျွန်တော်ပြပြနော်ရတာလည်းရှယ်ဘဲသားချင်တဲ့ပေါင်းဟုတ်ကဲ့နောက်လည်းကျွန်တော်ချက်တဲ့အရာလေးတွေကို ုဒ္ဓတအနေနဲ့ရိုက်ကူးတင်ဆက်သွားမှာပေါ့ကျွန်တော်ဆက်လက်ပြီးတော့အားပေးကြပါဦးကြာတတဘိုင်ဘိုင်